တတိယမြောက်သမ္မတသက်တမ်းအတွက်ကြိုးပမ်းသွားမှာမဟုတ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။တတိယအကြိမ်သမ္မတဖြစ်ဖို့ကြိုးပမ်းမှုဟာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရတားမြစ်ထားပြီးသားဖြစ်ကြောင်းပညာရှင်တွေကပြောထားတာပါ။မိမိအနေနဲ့သမရယာဒုကို၈နှစ်ထမ်းဆောင်သူဖြစ်မှာဖြစ်ပြီးသမရတက်တန်း၂ကြိမ်ထမ်းဆောင်သူဖြစ်မှာဖြစ်ကြောင်းထရန့်ကပြောဆိုထားပါတယ်။ အသက်88နှစ်ရှိပြီဖြစ်တဲ့တမရထရန်ကအမေရိကန်တမရအဖြစ်တတိယသက်တမ်းရောစတုထသက်တမ်းအတွက်ပါဂျိုးပန်းသွားမှာဖြစ်ကြောင်းအရင်ကပြောခဲ့ပူပါတယ်။ဒီလိုပြောကြားတာကသတင်းတုဖော်ပြတဲ့မီဒီယာတွေကိုလှောင်ပြောင်မှုရည်ရွယ်တာဖြစ်တယ်လို့နောက်ပိုင်းမှာထရန်ကပြောင်းလဲပြောဆိုခဲ့တာပါ။ သူရဲ့ company ဖြစ်တဲ့ The Trend Organization က Trend 2028အုပ်ထုပ်တွေစပြီးရောင်းနေတာကြောင့် Trend ဟာ2026ခုနှစ်ဇန်နဝါရီလမှာတက်တန်းကုန်ပြီးနောက်နောက်ထပ်တစ်ကြိမ်တမရဖြစ်ရေးကြိုးပမ်းလာနိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။မိမိကိုတမရရာထူးဆက်လက်ထမ်းဆောင်ပေးဖို့တောင်းဆိုသူတွေအများကြီးရှိရဲလို့ Trend ကပြောပါတယ်။22ကြိမ်မြောက်အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရဘယ်သူတဦးတယောက်မှတမရရာတုကိုနှစ်ကြိမ်အထက်တာဝန်ထမ်းဆောင်ခွင့်မရှိဘူးလို့သတ်မှတ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲမယ်ဆိုရင်အထက်လွှတ်တော်ရောအောက်လွှတ်တော်မှာပါထောက်ခံမှု၃ပုံ၂ပုံရရှိမှပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ပြည်내အဆင့်အစိုးရ၄ပုံ၃ပုံရဲ့ထောက်ခံမှုလည်းလိုအောင်မှာဖြစ်ပါတယ်။ trend ထောက်ခံသူတွေကဖွဲ့စည်းပုံအခြေခံဥပဒေမှာဟာကွက်တွေရှိနေတာကြောင့်တတိယမြောက်သမရသက်တမ်းအတွက်ကြိုးပမ်းနိုင်တယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။